တောကဆိုတာဘယ်လိုဟာမျိုးကြမှာတောကဖြစ်တာလို့ဆိုရင်ဩငါတရားတော့မှာဆိုတဲ့ငါဆိုတဲ့အတွေးနဲ့ငါဘဝကြီးပြီးတော့မှာလို့ငါငါဘဝဆိုတဲ့အတွေးနဲ့ငါနဲ့ငါဟာလို့ဆိုတာမတွေးတော့ပဲနဲ့ဩအခုခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကြီးဟာဒုက္ခတွေခံနေရပြီဒီခန္ဓာ၅ပါးကြီးဟာမကြခင်ချုပ်ပြောက်သွားတော့မယ်အစိရံဝတ္တယံကာယောပထဝေအဓိတ္တတေ ဒီခန္ဓာကိုယ်ကြီးဟာမကြခင်ပဲမြေကြီးထဲရောက်အောင်မယ်။ဟောဒီလိုတွေးခန္ဓာပဲငါတရားမယ်လို့မတွေးဘူးเนาะတရားနဲ့ကြာငါဆိုတာတကူမှမရှိပါလား။သူခန္ဓာပဲရှိတာပဲ။မြတ်စွာဘုရားဟောထားတယ်။သင်္ခါရတရားဆိုတာဖြစ်ပြီးပြတ်သွားမှာပဲ။အဲ့တော့ငါကထင်းနေတာငါယောဂခန်းနေရတယ်လို့ထင်နေ။ငါသားငါသမီးတွေငါပစ္စည်းတွေနဲ့ခွဲရမယ်လို့ငါထင်နေတယ်။မဟုတ်ဘူး။ ငါဆိုတာတခုမှမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးဆိုရင်ဒီအတွေးလေးတွေတွေးနေတာကဒါဝိပဿနာနဲ့ဆက်ဆက်တဲ့အတွေးလေးအဲ့ဒီအတွေးတွေကလည်းတောကကိုရောကြစေနိုင်ပါတယ်နော်တောကကိုရောကြစေတဲ့အတွေးတွေအဲ့ဒါလို့မဟုတ်ဘဲနဲ့ငါမှခံစားရလေခြင်းလို့ဆိုရင်တောကလာပြီငါမှဖြစ်ရလေခြင်းဆိုရင်တောကလာငါဒီတောင်ကကြော်တော့မှမဟုတ်ပါဘူးဆိုရင်လည်း တောကတွေဝင်လာတာငါဆိုတဲ့အတွေ့ကိုမတွေ့ပဲနဲ့ယုံနာခန္ဓာဆိုတာဘဝတစ်ခုဆိုတာအဆုံးသတ်မှကြည့်တယ်ငါလည်းမရှိဘူးငါဟာလည်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်တာဖြစ်နေတဲ့အရာပေါ်မှာငါခရုဆိုင်ဆရာမလိုဘူးငါခရုဆိုင်ရမှာကဘာလဲလို့ဆိုရင်ငါရဲ့တဏ္ဍာမှာရှိတဲ့တတိတရားတွေဝီရိယတရားတွေပညာတရားတွေထက်တန်အောင်ခရုဆိုင်ရမှာလို့ ီလိုအတွေးမျိုးနဲ့တွေးလို့ရှိရင်လေဒါဓမ္မကိုဖော်ပြတယ်လို့ဒီလိုဆိုရတာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်တော့ခုနကအမြဲတမ်းမှကြောက်เสียရကောင်းတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်တယ်တခါတရံဘဝဆိုတာအမြဲတမ်းမှကြောက်เสียကောင်းတတိကောင်းကောင်းနဲ့အေးအေးချမ်းချမ်းနဲ့တည်သွားတဲ့ပုံစံမျိုးတွေမရှိဘူးလားရှိတယ်တရားလေးနှလုံးသွင်းပြီးတော့အေးအေးချမ်းချမ်းနဲ့တည်သွားတဲ့ပုံစံတွေလည်းရှိတယ် သို့သောတခါတရံကြလို့ရှင်တတိတွေလက်လွတ်ဖြစ်ပြီးတော့တည်သွားတဲ့ပုံပေါ်ရှင်စကိုင်းတောင်ရုပ်မှာဆိုလို့ရှင်ဆရာတော်တစ်ပါးနှစ်နှစ်မိဘအဆိုင်မှာဖြစ်ပြီးတော့ဘာမှကိုမသိတော့တဲ့အနေထားဒီလိုဖြစ်ပြီးတော့မှနောက်ဆုံးဘဝတစ်ခုဆုံးသတ်သွားတယ်ဘဝဆိုတာဘလို့မပြောလို့မရကြောက်เสียအောင်တန်ကောင်းအဲ့ဒီဆရာတော်ဆိုတာနိုင်ငံကျော်ဓမ္မဂတိကပဲเนาะ မြန်မာနိုင်ငံအနှံ့လဲ့ပြီးတော့တရားဓမ္မတွေခေါ်ပြောလာတယ်ပေါ့နောက်ဆုံးနှစ်နှစ်ကျော်ကျော်ဘာမှကိုမသိတော့တဲ့အနေအထားမျိုးဖြစ်ပြီးတော့တွားတယ်